င်္ဂလာပါအားလုံးကိုဆင်းရဲပြကြမှာချမ်းသာကြရွေးဘေးကင်းကအေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်။ဘုန်းကြီးဒီနေ့မှာတော့ကိုကိုကိုမိနေတော့အခါဆိုတဲ့ကောင်းစင်နဲ့ပြောပါမယ်။လူတွေဟာအလုပ်တွေလုပ်နေကြရင်လည်းတခြားအရာတွေကိုစဉ်းစားနေကြတယ်။တခြားလူတွေအကြောင်းကိုပြောနေကြတယ်။ပြီးတော့အဲ့ဒီလူတွေအရာဝတ္ထုတွေနဲ့ပတ်သက်ပြီးတော့ပဲသူတို့တွေမကြင်မနှက်တွေဖြစ်ကြတယ်။ အဲ့ဒီလူတွေအရာဝတ္ထုတွေနဲ့ပတ်သက်ပြီးတော့ပဲခံစားကြတယ်အဖြစ်တွေတင်ကြတယ်အဲ့ဒီလိုနေနေတာကိုပဲသူကတဘာဝလို့ထင်တယ်ပြီးတော့အရာဝတ္ထုတွေကိုတွေ့တာထားတယ်လူပုဂ္ဂိုလ်တွေကိုတွေ့တာထားတယ်အဲ့ဒီလိုတွေ့တာနေတာကိုပဲသူကသူ့ဘဝလို့ခံယူထားတယ်အဲ့ဒီတွေ့တာမှုတွေအဲ့လိုကံညိမှုတွေကြောင့်သူ့မှာမလွတ်မလပ်တဲ့နှလုံးသား မလွတ်မလပ်တဲ့စိတ်ဖြစ်နေတယ်ဆိုတာကိုသူတတိမထားမိဘူးသူကသူမေ့အမှန်တော့ဒီနှလုံးသားကအနာဘိကိုလိုအပ်တယ်ဒီနှလုံးသားကဆင်ကျင်နေဖို့လိုအပ်တယ်ဒီနှလုံးသားကလွတ်လပ်တဲ့နှလုံးသားဖြစ်နေဖို့အမိခိုကင်းတဲ့နှလုံးသားဖြစ်နေဖို့လိုအပ်တယ်အမိခိုကင်းတဲ့နှလုံးသားနဲ့သာလျှင်အမိခိုကင်းတဲ့ဘဝကိုရမှာလွတ်လပ်တဲ့နှလုံးသားနဲ့သာလျှင်လွတ်လပ်တဲ့ဘဝကိုရမှာအမှန်တကယ်တော့တွေ့တာမှုတွေအများကြီးနဲ့နေနေတဲ့သူတွေဟာ မလွတ်လပ်ကြအောင်တို့ပြောစရာရှိရင်ပြောလိုက်ဝမ်းနေစရာရှိရင်ဝမ်းနေလိုက်စိတ်ဆိုးစရာရှိရင်စိတ်ဆိုးလိုက်နဲ့ဒါကပဲတဘာဝဆိုပြီးဒီအတိုင်းဆက်သွားနေကြအမှန်တော့နေတိုင်းလောင်နေတာအချိန်တိုင်းလောင်နေတာလောင်ကျွမ်းပြီးသူ့မှာအနာယူပါတယ်လို့ကိုမရှိဘူးဒါပေမဲ့သူကတော့သူ့ကိုယ်သူအဆင်ပြေတယ်လို့ထင်တယ်အမှန်တကယ်တော့အဲ့ဒါကိုအဆင်ပြေတယ်လို့ခေါ်တာမဟုတ်ဘူးသူတော်ကောင်းတွေသွားတဲ့လမ်းစဉ်မှာဒီနှလုံးသားကိုအတွေ့အထားတွေတန်ရောစဉ်တွေရှင်းနေအောင် ထားဖို့အဓိကထားကြကိုယ်နှလုံးသားကိုကိုပြန်ကြည့်ကြနှလုံးသားမှာဘာတွေနဲ့ရှုပ်ချက်ခတ်နေလဲဘာတွေနဲ့လောင်ကျွမ်းနေတာလဲဒါကြောင့်လောင်ကျွမ်းနေတာလဲအကြောင်းလေးကိုကြည့်တယ်ပြီးရင်အဲ့ဒီအကြောင်းလေးကိုဖယ်ပြစ်တယ်ဖယ်ပြစ်တဲ့အခါကျတော့လွတ်လပ်တဲ့နှလုံးသားကိုပြန်ရတယ်အမိကိုကင်းတဲ့နှလုံးသားကိုပြန်ရတယ်လူတယောက်ကိုမိကိုထားတယ်ဆိုတော့အရာကိုကိုယ့်ဘာသာကိုစဉ်းစားကြည့်ရင်တွေ့ကြလိမ့်မယ်သူမရှိရင်နေလို့မရဘူးသူရှိမှအလုပ်လုပ်တတ်တယ် သူရှိမှပဲပြောတယ်အဲ့တော့ကိုကကိုဘဝကိုကိုမပိုင်တော့ဘူးကိုရဲ့ဖြစ်တည်မှုကိုရဲ့ရည်တည်မှုကပြောက်သူတစ်ပါးနဲ့ဆက်ဆက်မှုဖြစ်တယ်အမှန်ကဘယ်သူနှမ်းမှဆက်ဆက်မှုမရှိပဲနဲ့ကိုတယောက်တည်းလည်းပြည့်စုံနေရမှာကိုတယောက်တည်းလည်းပဲဘလို့ပဲဖြစ်ဖြစ်အဆင်ပြေနေရမှာအဲ့တခြားသူတယောက်တခြားအရာဝတ္ထုတစ်ခုပေါ်မှာမိခုံနေရတဲ့စိတ်မရှိအောင်ကြိုးစားအမိခိုးခင်းတဲ့စိတ်အရန်တန်ဖို့ရှိတယ် စင်ကြဲတဲ့စိတ်အရန်တန်ဖို့ရှိတယ်။ဒါတွေဟာသူတော်ကောင်းတွေကြင့်ကြံသွားတော့နေလမ်းပဲ။သူတော်ကောင်းတွေကအဲ့ဒီလိုနှလုံးသားကိုရဖို့အတွက်ကြိုးစားကြတယ်၊နေထိုင်ကြတယ်။ဒါကြောင့်မလို့ရှုပ်ထွေးကြင်လာပြီးဆိုရင်ဒါချောင်းရှုပ်ထွေးတာလည်းကြီးလိုက်တာ။ဒါတစုံတစ်ယောက်ကြောင့်ပဲ။ဒါတစုံတရာကြောင့်ပဲ။တစုံတစ်ယောက်ကိုဖွဲ့တာနေလို့ပဲ။တစုံတစ်ယောက်နဲ့ညှိကန်နေလို့ပဲ။တစုံတရာကိုညှိကန်နေလို့ပဲလို့သွားတွေ့တယ်။ ဲ့လိုပူလောင်မှု ဖြစ်တဲ့အချိန်မှာအကြောင်းလဲသွားတွေ့ရောကိုညစ်ကပ်နေတဲ့သူကိုပြန်ကြည့်လိုက်တယ်ဖြစ်နေတဲ့အနေအထားကိုဆင်ခြင်ကြည့်လိုက်တယ်ကိုကဒါမိခုံနေတာလား तू ကကိုမိခုံနေတာလားကိုကလိုအပ်တာလား तू ကလိုအပ်တာလားဒီလိုသွားပြီးစဉ်စဉ်းစားခြင်းသိလိမ့်မယ်ကိုကကြည့်ပဲလိုအပ်နေတယ်ဆိုရင် ကိုသည်ကိုရဲ့ရည်တည်မှုပြောင်းနေပြီအဲ့ဒါကိုရဲ့နှလုံးသားကလည်းမလွတ်လပ်တဲ့နှလုံးသားဖြစ်နေပြီဒါကြောင့်လောင်းနေတာ ဒီတော့ကိုယ့်ဘာသာကိုယ်ကိုလိုအပ်မှုမရှိဘဲနဲ့နေနိုင်အောင်ကျင့်ယူရမယ်စ조사ယူရမယ်လိုအပ်မှုမရှိဘဲနဲ့နေတဲ့သူကကြောက်ကြမဲ့နေရတယ်အေးချမ်းစွာနေရတယ်ပျော်ခြင်းလည်းပျော်လို့ရတယ်အေးခြင်းလည်းအေးလို့ရတယ်အဲ့တော့ဒီနှလုံးသားကိုအနာပေးဖို့လိုတယ်ဒီနှလုံးသားကိုတန့်ဆန့်ပေးဖို့လိုတယ်ဒီနှလုံးသားကိုအတွေ့အတာကင်းအောင်စောင့်ရှောက်ဖို့လိုတယ်ဒီခါကျရင်ကိုယ့်ကိုယ်ကိုပြန်တွေးလိမ့်မယ်ဒါတော့ ကိုကိုကမေ့မနေပါနဲ့မလိုအပ်သောအရာတွေကိုနှလုံးသားထဲအကုန်ပြည့်ထည့်ထားပြီးတော့အလောင်းမခံပါနဲ့တကယ်ကိုလိုအပ်မယ်အရေးအကြီးဆုံးကိုလိုအပ်တဲ့အရာဆိုတော့နည်းနည်းလေးပဲရှိလိမ့်မယ်အဲ့ဒီနည်းနည်းလေးနဲ့ပြည့်စုံအောင်နေပါလွတ်လပ်တဲ့နှလုံးသားကိုပိုင်ဆိုင်ပြီးတော့အေးအောင်ကြိုးစားပါတရားနာသူအပေါင်းသူတော်အကောင်းတို့ကိုစနစ်ပြချမ်းမှာချမ်းသာကြရွေး လွတ်လပ်သောနှလုံးသားဖြင့်အမိကိုကင်းသောနှလုံးသားဖြင့်အေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ။